အခုတင်ဆက်ပေးမယ့်သတင်းကတော့ထိတ်တန့်ပူကြုံနေအောင်တည်ဆုံးခဲ့ပြီးတဲ့နောက်မှာအစ္စရေးကိုအီရန်ကပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အစ္စရေးလေကြောင်းလိုင်းအတိုက်ခိုက်မှုတွေကြောင့်နိုင်ငံအတွက်အရေးကြီးဆုံးတာဝန်တွေကိုထမ်းဆောင်နေတဲ့ပူကြုံနှုံနဲ့တူထိတ်တန့်နျူကလ িয়ার ပညာရှင်တွေတည်ဆုံးခဲ့တာကြောင့်အီရန်ဘက်ကပြင်းပြင်းထန်ထန်လက်တုံ့ပြန်မှုအတွက်ပြင်ဆင်နေရလို့သိရပါတယ်။ တည်ဆောင်းခဲ့သူတွေကတော့အီရန်စစ်တပ်ရဲ့နှိမ့်လိုင်းကုကယ်ရေးမှုဖြစ်တဲ့ဗိုလ်ချုပ်မိုဟာမက်ဘာဂါရီအီရန်နိုင်ငံတော်အဆောင်တပ်ဖွဲ့ရဲ့အကြီးအကဲဗိုလ်ချုပ်ဟူစိန်စလာမီလို့ဖြစ်ပါတယ်။ဒါအပြင်နျူကလ িয়ার ရေးရာကျွမ်းကျင်တဲ့ထိတဲပညာရှင်၄ဦးနဲ့အတူတည်ဆောင်းသူစုစုပေါင်း80ဦးရှိခဲ့တယ်လို့အီရန်ရဲ့အရေးပါတဲ့နျူကလ িয়ার ထုတ်လုပ်နေတဲ့နေရာတွေလည်းပြသခဲ့ပါတယ်။ Operation Reason Lion လို့အမည်ပေးထားတဲ့အဆိုပါတိုက်ခိုက်မှုကိုအစရိဘတ်ကတနင်္လာနေ့ပါအချိန်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အီရာဘတ်ကဒုံးကြီးတွေအသေခံဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေလုပ်ခဲ့ပေမဲ့လည်းအဲ့ဒီထက်ပိုမိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်လာဖို့ရှိတာကြောင့်အစ္စရေးဆိုရကတနင်္ဂနွေလုံးကိုအရေးပေါ်အခြေအနေညှိနှိုင်းခဲ့ပြီးတော့ဘုံခုကျင်းတွေထဲမှာပဲနေဖို့အတွက်တက်လှမ်းထားတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညီချောင်းဝါပေးပို့လာပါဗျ။